ပြည်သက်တွေမြည်ရင်နဲ့ကြည့်ရမယ်အောင်လာအန်ဆိုင်ရဲ့နောက်ဆုံးနှုတ်ဆက်ထူပွဲကြီးကတော့ရောက်ရှိလို့လာပါပြီပြည်သက်များခင်ဗျာဒီပွဲမှာအောင်လာအန်ဆန်ကအောက်ကြီးနဲ့ပေါက်ပါတယ်ဆိုလိုချင်တာကဟိုဘက်ကကာရစ်စတန်ကအသက်အရွယ်လေးရှိတယ်ဗျာစရိတ်ကကျတော့အောင်လာအန်ဆန်ကအသက်40ကျော်ပြီ ဆရောသူရဲ့နောက်ဆုံးပွဲဖြစ်နေတာတော့ပိတ္တတိကွင်းထဲမှာအများကြီးလာပြီးအောင်လအန်ဆန်တွေအားစီးတခုဖြစ်နေတာတော့ကာဒစ်စတန်ကိုနိုင်ဖို့မဖြစ်နိုင်ဘူးဆိုရင်းနေထားမျိုးနဲ့ဂျေးကိုတတ်ထားပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးဂျေးတွတ်ထားတဲ့သူတွေကအောင်လအန်ဆန်ကနောက်ဆုံးနှစ်ပွဲဆက်တိုက်နော်ရှုံးနေကြတာဖြစ်တဲ့အတွက်အခုလိုမျိုးလှုပ်လိုက်တာပဲဖြစ်ပါတယ်နော်။အဲကျွန်တော်တို့ကြည့်အောင်ဗျာ။ဟိုကျွန်တော်တို့အောင်လအန်ဆန်ရှုံးနေဆိုတာကအာရိုဂန်စီမာပဲ။ ဒါဟိုပုစုပက်ဆက်နော်ဒါအဆက်တကွဲနဲ့ရှုံးနေကြတာဖြစ်တယ်။ဂျန်နစ်သူတွေစီမှာရှုံးတာကနော်ဒါအရင်ဆူဆူဝါမဟုတ်ဘူး။ဘတ်ပေးစနစ်အနေထားမျိုးနဲ့ရှုံးတာမျိုးတွေရှိတယ်။တချို့ကကြောင့်နိုင်နေပေါ့နော်။ဆိုတော့အာဒူဂန်နဲ့ဂျာရောကျွန်တော်တို့အောင်လန်ဆန်နောက်ဆုံးထုတ်ခဲ့တဲ့နော်ကာတာမှာဒါ30စက္ကန့်နဲ့ရှုံးနေပေါ့နော်။ထားလိုက်ပါတော့။ဆိုတော့အခုကအောင်လန်ဆန်နောက်ဆုံးပွဲဖြစ်တယ်။အောင်လန်ဆန်က ဟိုပုံမှန်ဆိုရင် weight and hydration test မှာအခက်အခဲတွေ့သက်တယ်ဒီပွဲမှာကျတော့လုံးဝအဝင်အောင်ကိုကွာမယ်တဲ့ weight မှာလုံနိုင်ခဲ့တယ်ကွာ light heavy weight မှာထိုးတဲ့သူကနော်ဆိုတော့ ်တော်လေးကိုလည်းပရိသတ်တွေကချီးကျူးကြတယ်အဆက်ရွယ်တလောက်နဲ့နော်ဝေတန်းဝင်အောင်လုပ်နိုင်တယ်ဆိုကြတဲ့ကဒီပွဲအတွက်တည်တည်ချာချာကိုနော်အမလန်ဆန်ကိုရင်ကပြောရဲအဟာရပညာရှင်ကောင်းမွန်တဲ့အဟာရပညာရှင်နေနဲ့အဟာရပညာရှင်နေနဲ့နော်ကျွန်တော်တို့အစားအသောက်ကိုနော်တည်တည်ချာချာပြင်ဆင်ထားရီပေါ့ဆိုတော့ဘသူတွေနော်ဒါအောက်ဂျီပဲပေါ့ပေါ့ပါဂျီပဲပေါ့ပေါ့အမလန်ဆန်ကတော့ပြောရဲပရိသတ်တွေကိုလုံးဝစိတ်မငြိစေရဘူးရဲ့နော်ပိတက်တွေလိုချင်တဲ့เนาะကျွန်တော်တို့เนาะလိုချင်တဲ့ရလက်မျိုးကိုကျွန်တော်ပြီးမယ်လို့အွန်လိုင်းဆန်ခရီးပြီးထားရဲဆိုတော့ကျွန်တော်ပိတက်တွေမျောလင်းလို့ရတယ် ပြီးတော့အရင်မမျောလင်းကြဘူးကျွန်တော်ပြောချင်တယ်အွန်လိုင်းဆိုင်နောက်ဆုံးပွဲဖြစ်တယ်ရှုံးသည့်ဖြစ်စေနိုင်သည့်ဖြစ်စေကျွန်တော်အားပေးရမှာเนาะကျွန်တော်တို့အခုချိန်မှာဒါကွင်းနာကိုเนาะကျွန်တော်ရောက်လာချပြီဖြစ်တယ်ရောက်လာချပြီတော့အွန်လိုင်းဆိုင်ကိုအားပေးဖို့တော့ကျွန်တော်အစင်းသင်းဖြစ်နေပြီအွန်လိုင်းဆိုင်နဲ့ကျွန်တော်တွေးကြမယ်เนาะ ဆိုတော့ဟိုပရိသတ်တို့ခင်ဗျာနော်အောင်လအဆန်းဟာဒီကနေ့မှတကယ်ကိုမှထူးခြားတဲ့အရာတွေလည်းလုတ်ပြမယ်လို့ကျွန်တော်တို့ကိုဟို BBC နဲ့အင်တာဗျူးမှာပြောထားရီအဲ့ဒါကတော့ဒါအမဲလိုက်ကသချင်းနဲ့ပတ်သက်ပြီးတော့သူကိုယ်တိုင်ဖြောဖြီးမလားဒါမှမဟုတ်ဒါရဟိုဘယ်လိုပြောရမလဲဖြူကိုယ်တိုင်ကပဲလာပြီးတော့ဖြောဖြီးမလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပါနော်အောင်လအဆန်းကတော့ပြောတယ်နော်ပွဲတွင်းမှာဘာမှမဆိုဖြစ်သွားနိုင်တယ်ဒါပေမဲ့ပရိသတ်တို့လိုချင်တဲ့ရလာမျိုးပြီးမယ်ဆိုတော့ကျွန်တော်ပရိသတ်တွေအောင်လအဆန်းနိုင်ပြီလို့သာတတ်မှတ်လိုက်တော့ဗျာ